เออขอคันได้ป่ะพี่เออไม่อยู่ค่ายเตยตัวกู16นิดสรเอาตาละ30มาอยู่โลบอกท่าเออลงมาหมอบลงมาหมอตัวอ่ะเลยเออตัวอ่ะไอ้โลอเมเซเลบริตี้ဖြစ်တာတော့ तू ใจတယ်ဒါပေမဲ့တို့လက်ထက်ကြရင်တော့မလွတ်လပ်လို့တဲ့အမမတို့ကဘဲသွားသွားဒီမျက်နှာကြီးသိနေတယ်ပေါ့နော်။ကြောင်းနေပါရင်မဆိုရင်တော့ဒါဘသူရဲ့သားသမီးဆိုတဲ့ဟာနဲ့အဲ့လိုမျိုးပေါ့နော်။အာယုံစိုက်ချင်းခံရတာကိုတို့တွေကမကြိုက်ဘူး။တို့တွေကလွတ်လွတ်လပ်လပ်နေကြတာဆိုတော့လေ ။အဲဆိုတော့အဲ့လိုမျိုးနာမည်ကြီးရဲကြော်ကြတာရဲတို့ကအဲ့လိုမျိုးအောက်မှာမနေချင်ကြဘူး။မလောက်တာကြာပြီးသားကြီး ตาကြီးဆုံးလေးမွေးပြီးတော့သူ၄၅နှစ်ထိတော့လှုပ်သေးတယ်နောက်ပိုင်းမလှုပ်ဖြစ်တော့တာပေါ့နော်နောက်အငယ်နှစ်ယောက်လည်းမွေးပြီးတော့ဟိုဆက်ပြတ်သွားတာလည်းပါတာပေါ့နော်နောက်ပြီးတော့ဒီဘက်ကကလေး၃ယောက်ကဝေယဝစ်ဆာလှုပ်ရတာနဲ့ဟိုအဆင်မပြေတာတွေအများကြီးရှိရပါတော့เนาะပြန်လှုပ်ဖို့အနုပညာလှုပ်ဆိုတာကိုပိုင်လှုပ်လို့ပဲလေဟိုဘာလဲသူများတွေကမှယုံသွားတယ်ဆိုလို့ရှိရင်ယုံတဲ့ချိန်ယုံစင်ချိန်ရှိသေးတယ်အနုပညာလှုပ်ကကြာ24နာရီညနိုင်စင်းနေပါရဲ့ရှိရဆိုလဲအဲ့လိုအချိန်ပေးရတာဆိုတော့အမအဲ့တော့ကိုကွဲလည်းမရှိဘူးဟိုကလေးတွေကလည်းများတော့ အမလုံရင်မလုံရင်မလုံရင်နဲ့မလုံဖြစ်တော့တာနောက်ပြီးတော့အခုဆိုရင်တော့မလုံဖြစ်တော့ပါဘူးဝလည်းဝနေပါပြီလာလည်းမလာတော့ပါဘူးအဲ့ဘာဆိုးဆွဲကောင်ငါငငယ်လေးတည်းကြည့်ရတာမဟုတ်ဘူးဟာကျွတ်ဆက်ဆက်မှာကြောကြောနေရခကြတော့သူနဲ့လည်းဖြစ်ပါဦးအလဲလွတ်လွတ်ရပါမယ်အငယ်နှစ်ယောက်ကဟိုတို့ကအခု6တန်းနဲ့8တန်းပေါ့နော်အဲ့ဆိုတော့တို့တွေကိုကြောင်းဖို့ကြောင်းကြိုတွေလည်းအမလုံရတယ်တို့စာဟိုဟာကျူရှင်ကိစ္စတွေကြောက်ကိစ္စတွေလည်းအမလုံရတယ်ဆိုတော့အမ်ဒီဘက်အနုပညာဘက်ကိုစိတ်တော့ စိတ်တော့ပါပဲမဲ့မလုပ်ဖြစ်ပါဘူးလို့အမရုပ်ရှင်တွေတော့ဟိုတောက်လျှောက်ပြန်ကြည့်ရပေါ့နော်ကိုယ်တငယ်ချင်းတွေရိုက်ထားတဲ့ကားတွေယုံကြည်ကားတွေလည်းကြည့်ရစီးရီးတွေလည်းကြည့်ရအလွမ်းကြီးပေါ့နော်အမဲပြန်လုပ်ဖြစ်ဖို့တော့မရှိပါဘူးလို့အဲလုံးမမဟုတ်ဘူးလုံးမမဟုတ်သူကလေအဲသူကအဲ့လိုအမေ celebrity ဖြစ်တာကိုတော့သူကြိုက်တယ်ဒါပေမဲ့သူတို့လက်ထက်ကြရင်တော့ မလွတ်လပ်လို့တဲ့အမမတို့ကဘဲတော်တော်ဒီမျက်နှာကြီးတိနေတယ်ပေါ့နော်။ဘာလို့လို့လဲတိနေတယ်ပေါ့။အဲအဲ့လိုတစ်ခါကျရင်လေတို့ကဟိုကျောင်းနေပါမှာဆိုရင်ဒါဘသူရဲ့သားသမီးဆိုတဲ့ဟာနဲ့အဲ့လိုမျိုးပေါ့နော်။အာယုံစိုက်ချင်းခံရတာကိုတို့တွေကမကြိုက်ဘူး။တို့တွေကလွတ်လွတ်လပ်လပ်နေကျင်ကြတာဆိုတော့လေ။တို့ကအဲ့လိုမျိုးနာမည်ကြီးရဲကြော်ကြတာရဲတို့ကအဲ့လိုမျိုးအောက်မှာမနေကျင်ကြဘူး။အရေးကိုအပြင်လူလူပဲသွားလာကျင်တယ်တဲ့စီးပွားရေးပဲလုပ်မယ်တဲ့။အဲခေါက်ခံနေရပါပြီ။ ေးထားရဆိုရင်ဒီစင်စားချက်လေးနဲ့ပြောပါအောင်အာဒါကတော့ဖျားပေးတဲ့ကုသပါဟိုမိဘတိုင်းကတော့ကိုသားသမီးချောချောလတ်လတ်လေးမွေးချင်တာပဲပေါ့နော်အဲသူတို့ကံနဲ့သူတို့လာကြတာပေါ့နော်အဒီတော့ဒီလိုအမရဲ့သားလေးတွေကိုချစ်ပေးကြတဲ့အတွက်လည်းအမကျေးဇူးတင်ပါတယ်။နောက်ပြီးတော့အမအမှုပညာမလုပ်တာတော်တော်ကိုကြာပြီပေါ့နော်။သားကြီး၅နှစ်ထဲကမလုပ်တာဆိုတော့ဒါပေမဲ့လည်းလူတွေကဒီနေ့ထိမမေ့ပဲနဲ့အမရဲ့မိသားစု ်မားရဲ့သားလေးတို့ဘာဆက်ပြီးချစ်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပတ်သက်ပြီးတော့လေးဒါ kitchen နဲ့ဖေးဆက်လာရောပါလို့ရှိတယ်။ဒါတွေတော့အဲချစ်ချင်တာကတော့လေသူတို့တွေကိုပညာတွေကိုအများကြီးတက်စေခြင်းနဲ့နောက်ပြီးတော့ဟိုချမ်းချမ်းသာသာနဲ့ပညာနဲ့လှုပ်ရှားတဲ့အလုပ်တွေလည်းလုပ်စေခြင်းနဲ့နောက်အိမ်တော်ကြရင်လည်းအိမ်တော်ဘက်ကောင်းကောင်းလေးနဲ့တွေ့စေခြင်းနဲ့အမားတို့ကဒါတစ်သလုံးသူတို့နဲ့တူနေရမှာမဟုတ်ဘူးလေသူတို့ဘေးနားမှာလက်တွဲပေါ်ကောင်းကောင်းလေးတွေနဲ့ အဲ့သူတို့လည်းပညာရေးအများကြီးတက်ပြီးတော့အဲ့လိုချင်းချင်းသက်သာပြည့်ပြည့်စုံစုံနဲ့နေကြတာဒါကတော့အမှားမှမဟုတ်ပါဘူးမိဘတိုင်းကိုသားသမီးတို့အဲ့လိုဖြစ်စေချင်ကြတာပဲလေအဲမယူခိုင်းသေးဘူးသူကအခု16နှစ်ဆိုတော့အသားလို30မှယူလို့ပြောထားတယ်အဲ့ဒါမိတ်မိထားတဲ့ဟာလေးဘယ်လိုဖြစ်မလဲမသိပါဘူး30လောက်မှယူအဲ့ခါကျမှအသားလို့အပြည့်ပြည့်စုံစုံနေနိုင်တဲ့ကျမမိမယူလို့တော့အဲ့လိုပြောထားတာပဲသူကတော့နားထောင်နေနားထောင်နေအခုတော့နားထောင်နေရဲ့ ်အင်းပေါ့ဘာဖြစ်မလဲတော့မသိပါဘူးအဲ့တော့အခုရမလာလို့ခေါ်ခံနေရတဲ့အချိန်မှာခံစားချက်ကြားလိုက်တိုင်းလည်းဘယ်လိုမျိုးဖြစ်သွားလဲသိရအောင်ဘာမှမဖြစ်ပါဘူးခုခေတ်ကလေးတွေကပုံမွေလင်းလင်းပဲလေနောက်ပြီးတော့ဟိုဆိုရှယ်မီဒီယာခေတ်မှာဘယ်လိုမျိုးဆိုတော့လည်းဒါတွေကနားလည်ပါတယ်ဟိုအရင်မတို့ခစ်ကနေခဲ့ရတဲ့ main ခစ်လေးပုံစံနဲ့မတူဘူးလေခုခစ်ကဖုံးဖုံးလင်းလင်းပြောကြဆိုကြရဲဆိုတော့ဒါဘာမှဖြစ်ပါဘူးခေရစီကြောင်းလေနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်အခုထိချစ်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ် မသားလေးတွေကိုလည်းချစ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်